ကားပေါ်ကိုတချူးကြလာပါကလွတ်မြောက်အောင်လုပ်ပြီးမိတ်ဆွေရဲ့ကားဟာတက်တိုင်နဲ့တိုက်မိပြီးတချူးကြလာပါကကားမှတိုက်ရိုက်ချေချဆင်းမိပါကတက်လိုက်နိုင်ပါတယ်။ဘာလို့လဲဆိုရင်ကားနဲ့မြေပြင်ကိုတစ်ချိန်တည်းထိမိတာဟာလျှက်စစ်စီကြောင်းဖြစ်စေတာကြောင့်ဖြစ်ပါတယ်။ဆိုလိုတာကလျှက်စစ်တက်ဟာမြေပြင်ကိုစီးဆင်းဖို့ကြိုးစားစဉ်မှာကားမှတဆင့်လူခန္ဓာကိုယ်ထဲသို့စီးဝင်လာမှဖြစ်ပါတယ်။ဒါကြောင့်ကားကိုလုံးဝမထိပဲခြေနှစ်ဖက်ကိုစုပြီးခုန်ဆင်းမှာ တတိပြုရမယ့်ဟာကကာနီနာကမြေပြင်ဟာလျှက်စစ်ထက်လိုက်နေနိုင်သေးပါတယ်။အဲ့ဒီအခါမိတ်ဆွေဟာတာမန်လန်းလျှောက်တလို့မျိုးခြေလန်းတွေနဲ့လျှောက်သွားပါကမိတ်ဆွေခြေထောက်နှစ်ဖက်ဟာနောက်ထပ်လျှက်စစ်စည်းကြောင်တစ်ခုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့်ခြေနှစ်ဖက်ကိုစုကဖြည်းဖြည်းချင်းခြေဆွဲသွားပြီးတကြိုးတွေမှာဝေးရကိုမရောက်မချင်းဆက်သွားနေဖို့လိုပါတယ်။ဆလော့ဆက်လိန်ကြီးရဲ့အလုတ်လုတ်ပုံတထုချောင်းတချောင်းကိုပိုကာဆက်ရဲ့တကားအောက်မှာထားပြီးပီယာနိုဝိုင်ယာကျိုးကိုအစုံးမှချိတ်ကတင်းတင်းကြပ်ကြပ်ဆွဲကြည့်လိုက်တဲ့အခါတထုချောင်းကိုရွေလျားစေပါတယ်။ ဲ့ဒီနီးနဲ့တထုချောင်းကိုအနှဲငယ်ကွေးသွားစေပြီးဆက်အတွင်းကငွေထုတ်ပေးတဲ့ပြုံတွေကိုငွေလိုချုံဝင်သွားစေပြီးအတွင်းကမိုက်ခရိုခလုတ်လေးကိုဖိမိစေပါတယ်။အဲ့ဒီမိုက်ခရိုခလုတ်ကိုဖိမိရင်တော့ဒင်းကားတွေအလိုလိုထွက်ကြလာမဲ့စနစ်ကိုအလုံးလုံးစေပါတယ်။အဲ့ဒီနီးသုံးကလိန်သူဟာတနာယီကိုဒေါ်လာ1000လောက်ရနိုင်ပြီးဂျက်ပေါ်စုကြီးတွေကိုတစ်ခုပြီးတစ်ခုအဆက်မပြတ်ထုတ်ယူနိုင်ပါတယ်။ဒါပေမဲ့ကာစီနိုတွေကအဲ့ဒီနီးကိုတည်သွားတဲ့အခါဆက်တွေကိုပြန်ပြင်ဆင်လိုက်တာကြောင့်တခိုးတွေအနေနဲ့အခြားကရိယာတစ်ခုကိုထပ်တီထွင်ဖို့လိုအပ်လာပါတယ်။